မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဝန်းနိုင်ရွှေပြည်သာရေးသားသောကိုရိပရလောကမှတ်စုဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းရေးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် လွန်ခဲ့သောနှစ်ပေါင်း25နှစ်တဘူရဲလာဇန်9ရက်နနက်6နာရီအချိန်ခန့်ဘူရင်ကြီးရွာကုံဦးမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတွင်စောဥရုနနက်ခင်းဤအေးမြနေသောအချိန်တင်းဝုံကလေးများကခပ်ပွဲပွဲကြဆင်းနေသည်တနေ့တာဝန်ရည်အတွက်ရွာသူရွာသားများကပြင်ဆင်လှုပ်ရှားတွာလာ၍လုပ်ငန်းကွယ်ဝင်နေခြင်းဖြစ်သည်ဦးသိန်းတယောက်သူ့လက်ကလေးရိုးမှတည်နေလို့တဲ့ ပဲပြုတ်တဲ့ဒေါ်တော်ကြီးပဲပြုတ်အော်တဲ့နောက်ကကပ်ပါလာတော့အမင်္ဂလာတန်ကိုကြားလိုက်ရသဖြင့်ကျွန်တော်အိတ်နေရာမှာကမကရန်ထလိုက်သည်တရွာလုံးရုပ်ရုပ်တဲတဲဖြစ်သွားသည်ပွက်ပွက်ညံသွားသည်ဥသိဆိုသူကရွာတွင်ကြေးရွာကောင်းစီအတွင်မူအသက်က55နှစ်ခန့်အရက်ကပူပူလူကောင်ကခက်သေးသေးဖြစ်သည်ဒါပေမဲ့ယူထားသည့်မယားကနှစ်ယောက်လေက60လောက်ကိုလုတ်ကင်နေသူဖြစ်ပြီးစီးပွားရေးကတောင်းနေသည်သူ့လေပိုင်းတွေက ရွာနဲ့အနီးအနားမှာရှိသည်အင်ကြီးရခိုင်နဲ့ဖြစ်သည် ်မြို့ဆရာလေးဥသိန်းတယောက်သူ့လယ်ထဲမှာစုံလို့တဲ့လာတော့ကြည့်ကြအောင်လေဗျာဟုရွာစော်လှုပ်တဲ့ကိုမောင်ဦးကအိမ်ရှိမှလှမ်းခေါ်လိုက်သည်နိုင်မယ်ကိုမောင်ဦးရေခဏဆောက်ကျွန်တော်ပြန်ပြောလိုက်ပြီးမျက်နှာတက်သွားတဲ့ကရွာစော်ကိုမောင်ဦးနဲ့ဥသိန်းတင်နေသည်ဆိုတော့လေကွင်းဘက်ထွက်လာခဲ့ကြသည်လေကွင်းထဲတွင်လူအကြီးကအလောင်းကိုဝိုင်းအောင်ကြည့်နေကြသည်ကျွန်တော်တို့ရောက်သွားတော့အလောင်းကပုံမပြတ်ရှိနေသေးသည်ဥသိန်းအလောင်းကလေကင်းရိုးမှာမှောက်ခုံကြီးလက်တစ်ဖက်ကငှက်ကြီးတောင်သားကိုစုပ်ကမ်း၍တည်ဆုံနေသည် လေတစုနဲ့တူတဲ့အုံနောက်ကြောပြက်ပြီးတခါတည်းသေသွားတာကျွာလူကြီးများကပြောကြသည်တေသူမိသားစုများကလည်းလက်ခံသည်ကျွာပြင်မှာတေသောအတုပဖြစ်၍ကျွာထုံးစံအရာကျွာတင်းတို့မတွင်ရပါကျွာပြင်တွင်အလောင်းစင်ပြင်ပြီးထားရသည်ဤကိစ္စကိုတေသူဥဒိတ်၏မရင်ငယ်မဖော်ရင်ကတော့တိတ်ပြီးအစာမကြေခြင်းအလောင်းကိုတေသူ၏မိသားစုများဆန္ဒအရနေခြင်းပြီးမိတကြိုကြသည်အလောင်းကိုတကြိုရန်အတွက်တုတ်တန်တို့တယ်ဆောင်သွားကြသောအခါမရင်ငယ်မဖော်ရင်က နေချင်းပြီးတကြိုချင်းကိုလက်မခံ၎င်းတို့ရပိုင်ခွင့်ကိုပေးမှတကြိုခွင့်ပေးမည်ဟုဆို၍တားသည်ရွာလူကြီးများကဝိုင်းဝန်းဖြံပြပြီးလက်ဆဲရေးကနွားနှကောင်နဲ့ရွှေစောကျိုးတကုန်းကိုပေးတော်မှကျေနပ်သွားသည်ပျော်ရွှင်သွားသည်ဦးသိန်းလည်းသေပြီးအတုဘကိုလည်းတကြိုပြပြီးပုံမှန်အဖြစ်တော့ပြပြီပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာကြောင်းစရာလုံနေတဲ့ကျွန်တော်နဲ့တေသွားတဲ့ဦးသိန်းတို့ကြားမှာမပြည့်ပြတ်သေးသောကိစ္စတစ်ခုကကျင်နေသည်ကျွန်တော်အတွေ့ပုံရိပ်တွင်ပြန်မြင်ပါသည် လွန်ခဲ့သောတုံရက်ခန့်ကဆရာလေးဆရာလေးကျွန်တော်ဝင်ခွင့်ပြုပါကျောင်းဝမှာအတန်ကြားတဲ့ဖြင့်စရုပ်ထာတန်းကို စာမေးနေရမှကျွန်တော်လှမ်းကြည့်လိုက်သည်ဦးသိန်းပါလားလာလေဝင်ခဲ့ပါကျွန်တော်ကလှမ်းခေါ်ပြီးသပွဲရှိရှိကလထိုင်တွင်ထိုင်ခိုင်းလိုက်သည်ထို့အချိန်ရွာရှိမူလာတန်းကျောင်းတွင်ကျောင်းသားက200ကျော်ခန့်စာသင်ခန်းက6ခန်းတင်ကြားသည့်ဆရာကကျွန်တော်တယောက်တည်း လူခဲ့သော25နှစ်ခန့်ကယခုအချိန်ကဲ့သို့ပညာရေးဌာနတွင်ဆရာများမပေါ်သေးပါဆရာသိပ်ဗံမောင်ဝါဤရွာချက်တွေထဲမှာဆရာစောကဲ့သို့ကျွန်တော်ဒီသာကျောင်းအုပ်ကျွန်တော်သာလက်ထောက်ဆရာကျွန်တော်သာအထွေထွေလုပ်သားဖြစ်သည်ကဲဥသိမ့်ပြောဘာကိစ္စရှိလဲကျွန်တော်ဘာလုပ်ပေးရမလဲဒီလိုပါဆရာလေးရန်ကုန်မှာနေတဲ့ကျွန်တော်မြင်းမလေးတို့မိသားစုကျွန်တော်စီကိုပြောင်းလာတယ်သူကဟိုကျောင်းမှာတက်တရရန်တက်နေတာရွာကိုပြောင်းလာတော့ကျောင်းထွက်လက်မှတ်ပါယူလာတယ်ဒီကျောင်းမှာကျောင်းအပ်ပြီးတက်ချင်လို့ပါ ဒီတိုင်းနေလိုက်ရင်လည်းပညာရေးကတနည်းနောက်ကျသွားမှာစိုးလို့ပါဟုတ်တယ်ဦးသိန်းစာမိုးဘက်ကလည်းနီးနေပြီလေကျွန်တော်အဆင်ပြေအောင်လုပ်ပေးပါမယ်ကျောင်းထွက်လက်မှတ်နဲ့ကလေးကိုခေါ်ပြီးလာခဲ့ပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာလေးရယ်ဒီကလေးကကျွန်တော်အချစ်ဆုံးမြင်းမလေးမို့ပါကဲဆရာလေးကျွန်တော်အတော်ခွင့်ပြုပါဦးဦးသိန်းကကျွန်တော်ကိုနှုတ်ဆက်ပြီးပြန်သွားခဲ့သည်ကျွန်တော်နဲ့ဦးသိန်းပြောဆိုထားခဲ့သောသူ့မြင်းမလေးကျောင်းအပ်ကျောင်းတက်ပြီးစာမိုးဘက်ဖြင်းပြီးကိစ္စမဆောင်ရွက်ရသေးခင်ဦးသိန်းတရားကိုတမလွန်တို့ရောက်ရှိသွားခဲ့လေပြီဘလို့ပဲဖြစ်ဖြစ်ပေါ့လေ ကြံရည်သူမိသားစုနဲ့တိုင်ပင်ပြီးရက်လည်ရင်တော့ဦးသိန်းကိုဂရိပေးထားတဲ့အတိုင်းဆောင်ရွက်ပေးလိုက်မိဟုစိတ်ထဲဆုံးဖြတ်လိုက်တော်သည်အမေကျွန်တော်လဲတဲသွားတော့မယ်ညနေစာထမင်းစားပြီးလဲတဲသူသွားအိမ်ရန်အမေကိုနှုတ်ဆက်သည်အေးအေးညအိတ်ခဏကြီးကြရင်ဖះရှိကိုမြစ်တာဖို့မြှဝေပြီးမှအိတ်နော်ဟုတ်ကဲ့ပါအမေအမေကိုပြန်ပြောပြီးလဲတဲဘက်သို့ထွက်လာခဲ့သည်ကျောင်းဆရာဖြစ်နေတာတော့ခလေးလေးလိုထင်နေတော့မှလားဟုတွင်းရင်ပြုံးမိသည်ကျွားတွင်ကျွန်တော်မိဘများကလေက30ကျော်လောက်ကန်ရသည် ရွေမူးတရင်က၃ရောင်ငား၍လေလုတ်ကိုလုတ်ကန်ကြရသည်။စဘာသိငင်ဖြစ်၍ကျွန်တော်ကလူငားများနဲ့အတူတလင်းထဲတွင်စောင့်အပ်ရသည်။တလင်းထဲတွင်လည်းကောက်ဆိုင်ပုံများကောက်ပြက်များစဘာပုံများရှိနေ၍တကူအန်ဒီရဲ့မိမိအန်ဒီရဲ့တို့ကြောင့်ညဘက်စောင့်အပ်ရခြင်းဖြစ်သည်။ဆောင်တွင်အလွန်အေးသောအချိန်တွင်တလင်းအဆက်၌ကောက်ရိုးဖြင့်တဲအောင်ထိုးပြီးညဘက်အိပ်ရာသည်မှာအလွန်နှွေးထွေးပြီးအိတ်ကောင်းလာသည် ကျွန်တော်တို့ရွာကရွာတန်းရှည်ဖြစ်ပြီးအင်ဂျီ150ခန့်ရှိသည် ်ရွာဤနောက်ဘက်တွင်မူလာတန်းเจ้าရှိသည်မူလာတန်းเจ้าကိုကြော်လင်ဖုံတော်ကြီးเจ้าရှိသည်ဖုံတော်ကြီးเจ้าအလွန်တခေါ်တာတာ၌ရွာတုတ်တန်တည်ရှိသည်ကျွန်တော်တို့လည်းတဲ့ဖိုးတော်ကြီးကျောင်းနဲ့ရွာတုတ်တန်တို့သည်ဖိုးခုံလောက်ဆိုင်တည်ရှိသည်စပါးတလင်းပြုလုပ်ထားသောနေရာနဲ့ရွာတုတ်တန်သည်လက်ကသိန်းရိုးသာချသည်တုတ်တန်ကလည်းတစ်ပင်ကြီးကြီးမားမားမရှိဇရက်တစ်စောင်းနဲ့အုတ်ဂူရှစ်လုံးခန့်သာရှိသည်ငယ်စဉ်ကလေးကအပေါင်းအသင်းများနဲ့ဆော့ကစားနေလာခဲ့၍ကြောက်စရာနေရာဟုလည်းမတတ်မှတ်ပါ တရဲချောက်တီခုရဲ့လည်းမကြဘူးခဲ့ကြပါတလင်းထဲသို့ရောက်တော့အခါအလုသမားများနဲ့စပားနယ်ကောက်ပေါက်စသောအလုများကိုဝိုင်းဝန်းလုတ်ကင်ပေးပြီးည7နာရီခန့်တွင် လုပ်ငန်းသိမ်းခဲ့သည်လာဇန်၁၄ရက်နေ့ညကောင်းငင်တွင် လာမင်းကြီးကထိန်းထိန်းသာနေသည်ကျွန်တော်လာမင်းကြီးကိုမော့ကြည့်လိုက်ပြီးအော်မနှက်ပြန်စို့ဦးသိန်းအတုပါတော်ရက်လဲတော့မှာပါလားဟုတွေးမိလိုက်သည်ညနေလာပြီးဖြစ်၍ဖះရှိကိုမြစ်တာဖို့အမျှဝေပြီးအိပ်ယာဝင်ခဲ့တော်သည်ကျွန်တော်နှိမ့်ချစွာအိမ်မောကြနေစဉ်ဆရာလေးဆရာလေး ဟာပါအောင်ဆရာလေးရဲ့စကားပြောစရာရှိလို့ပါအဲ့နေသောတဲုံရှိတလင်းထဲမှာခေါ်တန်ကြလိုက်၍ကျွန်တော်အိမ်ရာမှထားလိုက်သည်တဲုံအပြင်သို့ထွက်လိုက်သောအခါ တဲုံရှိတွင်ရက်နေသောဥသိန်းကိုတွေ့လိုက်ရသည်။ဟာဥသိန်းအချိန်မတော်ကြီးဘာပြောဆရာရှိလို့လဲ။လူငယ်တဲ့တပတ်ကျော်ကဆရာလေးနဲ့ကျွန်တော်ပြောထားခဲ့တဲ့မိမလေးကြောင်းအပ်ပြီးဆောင်းဝဲဖြေဖို့ကိစ္စလေး။အဲ့ဒါဆရာလေးမိနေမှာဆိုလို့လာပြီးတတိပေးတာပါ။ဒါလားမမိပါဘူးကျွန်တော်ဖြစ်အောင်လုပ်ပေးပါမယ်စိတ်ချနေပါ။အဲ့ဒါလားပြောတာစိတ်ချပြီဆိုရင်ကျွန်တော်ပြန်တော့မယ်။ကျေးဇူးပါပဲဆရာလေး။ဥဒိန်စကားရက်ပြောနေရမှလှဲ့ပြန်သွားသည် စီလာသည့်ရာဘာညက်ဖက်နှက်တန်းတစ်ဖက်ဖက်ကိုပါကြားလိုက်ရသည်ဥဒိန်ကတည်နေပြီပဲ ကျွန်တော်ရုတ်တရက်သတိရလိုက်သည်သတိရလိုက်သည့်အချိန်တွင်ကျွန်တော်တွဲအောင်ရှိတလင်းထဲတွင် မတ်တရက်လျက်အရှိတ်တလင်းထဲတွင်လည်းလူနှင့်တူတာဆိုလို့ဘာတစ်ခုမှမရှိအိမ်မက်မက်နေသည်လပြည့်ရက်နက်နက်၄နာရီချိန်ဖြစ်၍လရောင်ကလင်းပြီးမြင်ကွင်းကလည်းရှင်းနေသည်ကျွန်တော်မကျေနပ်၍တဲအောင်တွဲမှလက်နေတမျိုးကိုယူပြီးတလင်းနေရာအနှံ့လိုက်ထိုးကြည့်လိုက်သည် ကောက်ဆိုင်ပုံစပားပုံကျွန်းတော်ထရနေရာအနှံ့လိုက်ကြည့်လိုက်သည် ပါဆိုဘာမှမတွေ့ပါကျွန်တော်စဉ်းစားလိုက်မိသည်อืมဥသိမ့်တယောက်တေးတာတော့စိတ်ကဖြောင့်မသွားကြဘူးမြေးမလေးပညာရေးကိုစိတ်မချလို့ငါ့ကိုပရလောကသားအနေနဲ့လာသတိပေးတာပဲကဲဥသိမ့်ရေခမ ्या ကိုဂရိပေးထားတဲ့အတိုင်းမဖြစ်ဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ခမ ्या တွားလို့ရဘူးသားစိတ်ချလက်ချတွားပါတော့ကျွန်တော်ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအကျိုးကိုအမြတမ်းပေးဝေပါတယ်အမြအမြအမြကျွန်တော်တဲအောင်နဲ့ပြန်ဝင်လာပြီးအိတ်သည်တော်တော်နဲ့အိတ်မပြောတော့ အိတ်မပြောတပြောအချိန်တွင်တလင်းထဲမှကြွက်တကောင်ကိုကြောင်ကကတ်လိုက်သဖြင့်ကြွက်ကကျွန်တော်အိတ်နေသောတဲအုံဝသို့ရောက်လာသည်တဲအုံဝကိုကာထားသောဂုံဒီအိတ်ခုံပေါ်သို့ကြွက်ကတက်လာသည်ငကိုတဲကသတိထားပြီးအိတ်နေသောကျွန်တော်ကလန့်ပြီးဘေးချထားသောမှတ်ကြီးတောင်သားကိုယူကာလှမ်းခုတ်လိုက်သည်ပလက်အိတ်နေရင်ကလှမ်းခုတ်လိုက်သည့်အတွက်ဓာတ်ကလိုရာကိုမရောက်ပဲကျွန်တော်ဘယ်ဘက်ချင်းမျက်စီအထက်နာကိုခုတ်မိသွားသည်အာကျွန်တော်နာကျင်စွာအော်ပြီးထထိုင်လိုက်သည်ဂုံးဆောင်နှစ်ထပ်ခြုံနှားသည်ကိုပြက်ပြီးတလက်မခန့်ဒဏ်ရာရသွားသည် သူတွေကလည်းချက်ချင်းအိုက်ထွန်းသွားသည်ကျွန်တော်လုံကြီးကိုဖျဲပြီးပတ်တီးစီလိုက်သည်อืมဒီမှာဆက်နေလို့တော့မဖြစ်တော့ဘူးစိတ်လည်းမတန်တော့ဘူးအိမ်ကိုပြန်မှပဲလူငါတယောက်အားနှိုး၍လှဲ့ပြစေပြီးအိမ်ကိုပြန်လာခဲ့တော့သည်ခြေထောက်တွင်ဓာတ်ခုန်ပြီးသောဒဏ်ရာကဘယ်ဘက်ခြေထောက်တွင်အမာရုပ်ဖြင့်တရားပါကြံနေခဲ့သည်ဦးသိန်းရက်လေဆုံးသူပြီးနောက်သူ့မြင်းမလေးကြောင်းအပ်ကြောင်းတက်ကိစ္စကိုအစဉ်ပြေအောင်ပြုလုပ်ပေးပြီးတက်တရာတန်းဆောင်မှုဘက်ကိုပါဖြေဆိုစေခဲ့သည် ိုနှစ်ကကောင်းဝန်စွာဖြစ်ဆိုအောင်မြင်ခဲ့ပြီးပညာရေးကိုဆက်လက်သင်ကြားခဲ့ရာထိုမင်းမာလေးသည်ယခုအချိန်၌ကျောင်းဆရာမတဦးအနေဖြင့်ပညာရေးဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိပါသည်ဦးသိန်းတယောက်မင်းမာလေး၏ပညာရေးကိုစိတ်မချသဖြင့်ဝိညာဉ်ဘဝရောက်တာတောင်လာရောက်အကူအညီတောင်းသတိပေးပြီးမှတွားလို့ရကိုတွားနိုင်တော့သည်သူအခုညီလာတောင်းတာကကိစ္စမရှိစားရည်သူကျွန်တော်ဤဘဲဘက်ခြေတော့ခြေမျက်စီပေါ်တွင်တလက်မခန့်အမာရွက်ကယခုတိုင်အောင်ထင်းထင်းရှားရှားရှိနေသည် လူငယ်သောနှစ်အစိတ်ခံကကိုတိုင်ကြုံခဲ့သောပရလောကအတွေ့အကြုံပဲဖြစ်ပါသည်။မှတ်ချက်ထိုအချိန်က1980ကျော်အချိန်ကဖြစ်ပြီးကျွန်တော်တို့နေထိုင်သောဘူးရင်ကျွော်မှာမြို့နယ်အလန်းကွာဝေးပြီးအုတ်ချိုအေးပိုင်းစေယုံစေကမ်းများနဲ့လက်လန်းကွာဝေးသောနေရာဖြစ်သောကြောင့်ဥသိမ်းကွယ်လွန်ခြင်းကိစ္စအားအကျဲ့ချဲ့နေပဲကျွော်လူကြီးများ၏အစီအစဉ်ဖြင့်နေခြင်းပြီးတကြိုခဲ့ခြင်းဖြစ်ပါသည်။ဒီဗီဒီယိုလေးကိုစုံနှိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ရဲ့ညီစီယာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။